မင်္ဂလာပါရှင်ကျမတို့ရဲ့အရင်အမစ်တွေကိုအတူတကွစူဇန်လေ့လာကြမယ့်အစီအချင်းကနေပြန်လည်ကြိုဆိုပါရစေမင်္ဂလာပါခင်ဗျဒီနေ့တက်ကတော့ The Wise Believers ကနေပြုစုထားတဲ့မန့်စုတွေကိုအခြေခံပြီးတော့လေ Corinthu Oaras ဒုတိယဆောင်အခန်းကြီး3ကိုအတူတကွအသေးစိတ်ဆွေးနွေးကြည့်ခြင်းပါတယ်ဟုတ်ကဲ့ ဒီခန်းကတော်တော်လေးအားကောင်းတဲ့နိုင်ရှင်မှုတစ်ခုကိုလှုပ်ထားတာတွေ့ရတယ်။အဲဒါကပတိညင်ဟောင်းလို့တည်ကြတဲ့မောရှိရဲ့ပညာတရားပေးခြင်းအမှုတော်ဆောင်ခြင်းနဲ့ပတိညင်တစ်လို့ခေါ်တဲ့ဝိညာဉ်တော်ရဲ့အမှုတော်ဆောင်ခြင်းပေါ့အဲဒါကိုယင်ပြချားတယ်။ဟုတ်ပါတယ်။အဒီကရွယ်ချက်ကတော့ပတိညင်တစ်ရဲ့တာလွန်နဲ့ကြုံချက်တရားကိုပေါ်လွင်စေဖို့ပါနော်။ဟုတ်ပါတယ်။ဒီအခန်းရဲ့နောက်ခံကိုကြည့်ရင်ရှင်ပေါလုကကိုရင်သူအသင်းတော်မှာသူ့ရဲ့တမန်တော်အဖြစ်အမှုဆောင်ခြင်းရဲ့ ဟိုတရားဝင်မှုမှန်ကန်မှုကိုမေကွန်းထုတ်ခံနေရတာကိုခုခံကာကွယ်နေတဲ့အခြေအနေမှာရေးခဲ့တာပါ။အော်ဟုတ်ကဲ့။အဲဒီလိုခုခံကာကွယ်ရင်းနဲ့သူကပြည့်ညက်တရားရဲ့အမှုတော်ဆောင်ခြင်းဆိုတော့မုရှေပွန်ဆန်ပေါ်လေ။အဲ့ဒါတွေသူကိုယ်လိုက်ဥဆောင်နေတဲ့ဝိညာဉ်တော်ရဲ့အမှုတော်ဆောင်ခြင်းကြားကအလွန်ထင်ရှားတဲ့ကြွားချချက်တွေကိုမိမောင်းထုတ်ပြတော်တာတွေ့ရပါမယ်။ဟွန်း။ဆိုတော့ဒီနိုင်ရှင်ချက်ကဝိညာဉ်တော်ရဲ့လှူဆောင်မှုက ဘလို့ထိတားလို့မြင်းမြက်တယ်ဆိုတာကိုနားလဲပေါ်ဒီကတော့ချက်ထင်းနေတော့ပေါ့စိတ်ဝင်စားစရာပဲသူ့ရဲ့အမှုတော်ကိုခုခံကားကွယ်ရင်းနဲ့ဒီလောက်လေးနဲ့တည်းဝိညာဉ်ရအမှန်တရားတွေကိုခြောက်ပြတော့တာကောနော်ကောင်းနေဒါဆိုရင်အခန်းငယ်တိကနေစကြည့်အောင်ရှင်ဘလို့ကတော်တော်လေးပြတ်သွားတဲ့အချက်နဲ့စဖွင့်ထားတယ်သူကတခြားသူတွေလို့အိုထောက်ခံစားတယ်အတိမပြုလာတယ်မလို့အပ်ဘူးဆိုတဲ့အကြောင်းပေါ့ဘာကြောင့်ဒီလိုယိုဂီချက်ရှိရှိပြောရတာလဲသူ့ရဲ့အဓိကအကြောင်းပြချက်ကဘာများလဲ မမရခင်မဲ့သူရဲ့အဓိကအကြောင်းပြချက်ကအခန်းငယ်နင်းနေတုံးမှာရှင်းရှင်းလင်းလင်းတွေ့ရတယ်သူကပါပြောတဲ့ဆိုတော့တင်းတို့ကိုယ်တိုင်ကငါတို့ရဲ့ထောက်ခံစာဖြစ်ကြ၏ကောရင်သူမျိုးကယုံကြည်သူတွေရဲ့ပြောင်းလဲလာတဲ့အသက်တာတွေသူတို့ရဲ့ယုံကြည်ခြင်းဒါတွေကိုယ်တိုင်ကလူပိုင်းမြင်နိုင်ထတ်ရှုနိုင်တဲ့သက်သေခံချက်သူရဲ့အကောင်းဆုံးထောက်ခံစာပဲလို့ဆိုလိုတာပါ စက်ကူပေါ်မှာရေးတဲ့ထောက်ခံစာထက် အများကြီးပိုတန်ဖိုးကြီးတယ်ပေါ့ဗျာအသက်ရှင်နေတဲ့ထောက်ခံစာကိုနော် ဒါရင်မကသေးဘူးငယ်တုံးမပို့ပြီးအကောင်နဲ့ပုံရင်ကိုတုံးထားသေးတယ်ဒီစားကမင်းနဲ့ရေးတာမဟုတ်ဘူးကြောက်ပြားမို့ရေးတာလည်းမဟုတ်ဘူးအသက်ရှင်တော်မူသောဘုရားသခင်၏ဝိညာဉ်တော်အားဖြင့်အသားနှလုံးပြပေါ်၌ရေးထားသောခရစ်တော်၏စာလို့ဆိုထားတယ်ဒါကတော်တော်လေးနဲ့နဲ့တဲ့အကြီးပဲဆောင်နေတယ်လို့ပဲနော်အတိအကျပါပဲဒီပုံရိပ်ကအချက်နှစ်ချက်ကိုအဓိကမိမောင်းထိုးပြနေတယ်ပထမတစ်ခုက ပဋိညင်ဟောင်းဆိုတဲ့ကြောက်ပြားပေါ်ရေးရဲ့ဖြစ်ညက်တရားနဲ့ပဋိညင်တစ်ဆိုတဲ့နှလုံးသားပေါ်ရေးတဲ့ဝိညာဉ်တော်ရဲ့လှုပ်ဆောင်မှုကြားကကွာခြားချက်ကိုစတဲ့အရေးအမြတ်ပြနေပြီဟုတ်ကဲ့ဒုတိယနဲ့အရေးကြီးဆုံးကတော့တကယ်ခရစ်စတန်အတ္တတာဆိုတာအပြင်ပန်းစည်းကမ်းလိုက်နာမှုတက်တက်မဟုတ်ပဲအတွင်းစိတ်နှလုံးသားထဲမှာဝိညာဉ်တော်ရဲ့တန်ဖိုးနဲ့ဖြစ်ပေါ်လာတဲ့အစစ်အမှန်ပြောင်းလဲခြင်းဖြစ်တယ်ဆိုတာကိုအလေးပေးနေတာပါ လူတယောက်ရဲ့အတ္တတာပြောင်းလဲသွားတာလောက်ခိုင်မာတဲ့တည်တည်ခန်းချက်မရှိဘူးလို့ရှင်ဘောလူကပြောရှင်းတာပါ။ဒါဆိုရှင်ဘောလူကသူ့ရဲ့အမှုတော်ဆောင်ခြင်းရဲ့အခိုင်အမာဆုံးတည်တည်ဟာသူ့နှုတ်လိုက်တည်းရဲ့ပြောင်းလဲသွားတဲ့ဘဝတွေပဲလို့ပြောလိုက်တာကတတော်လေးရဲရင်တဲ့ဂျင်ညာချက်ပဲ။ဒီယုံကြည်မှုကနေသွားနောက်ကချင်းကိုတက်လန်းသွားပုံရတယ်။အခန်းငယ်လေးကနေစက်တက်မှာဒီဝိညာဉ်တော်ရဲ့အမှုတော်ဆောင်ခြင်းရဲ့သဘောတဘာဝကိုပိုပြီးရှင်းလင်းပြဖို့စ조사လာတာတွေ့ရတယ်နော်ဟုတ်ပါတယ် ။ "तू आ ဒီလို အမှုတော်ဆောင်နိုင်တဲ့အရေးချင်းဒီလိုလုံလောက်ချင်းပေါ်လေး sufficiency လို့အင်္ဂလိပ်လိုသုံးပါတယ်။အဲ့ဒါဟာသူကိုယ်ပိုင်အရေးချင်းသူ့ရဲ့ပညာတက်မြောက်မှု သူ့ရဲ့စကားပြောကောင်းမှုတွေကြောင့်လုံးဝမဟုတ်ဘူးလို့ငါမှအခိုင်အမာပြောထားတယ်။ဟွန်း။ဒီအရေးချင်းကဖျားသခင်ရဲ့စင်ကနေပဲလာတာပါ။ဖျားသခင်ကပဲသူ့ကိုဒီပဋိညင်သူရဲ့အမှုတော်ဆောင်ဖြစ်စေတာပါလို့ရှင်းရှင်းလင်းလင်းဝေခံထားတယ်။ဒါက နှိမ့်ချမှုတသက်သက်ပေါ်ပါတယ်ခမပဋိညင်သေးရဲ့အခြေခံသဘောတရားကိုညွှန်ပြနေတာပါအဲ့ဒီပဋိညင်သေးရဲ့အခြေခံသဘောတရားကိုငဲချော့မှအတိုးချုပ်နဲ့အရှင်းဆုံးဖွင့်ဆိုလိုက်တာကတော်တော်လေးမှတ်သားစရာပဲစာလုံးဒီတေစစ်တဲ့ဤဝိညာဉ်တော်မူကအသက်ကိုပေးတဲ့ဤဒါကဒီအခန်းတစ်ခုလုံးရဲ့အနစ်ချုပ်လို့ဖြစ်နေလားပဲဒီစာလုံးနဲ့ဝိညာဉ်တော်ဆိုတာကိုဘလို့နားလည်ရမလဲရှင်အဲ့ဒီစာလုံး letter ဆိုတာကပညာတရားကိုယဉ်ညွန်းတာပါခင်ဗျာ ပညာတရားကဖျားတခင်ရဲ့စံနှုန်းတွေကိုဖော်ပြတယ်အဖြစ်ကိုထောက်ပြတယ်ဟုတ်တယ်ဒါပေမဲ့အဲ့ဒီစံနှုန်းအတိုင်းလိုက်နာနိုင်ဖို့အဲ့ဒီအဖြစ်ကိုကျော်လွှားနိုင်ဖို့တန်ဖိုးမပေးနိုင်ဘူးဟုတ်ကဲ့ဒါကြောင့်အဆုံးမှာတော့ပညာတရားရဲ့အတောင်စုချက်တွေကိုမပြည့်မီနိုင်တဲ့လူသားအတွက်တည်ခြင်းပေါ့ဝိညာဉ်ရဲ့အတည်ခြင်းပြစ်တန်စီရင်ခြင်းကိုပဲဖော်ပြရရောက်တယ်တစ်ဖက်မှာဝိညာဉ်တော်ကတော့ပြဉ္ညက်တဲ့ရဲ့အသက်ဖြစ်တယ် ဝိညာဉ်တော်ကလူနှလုံးသားကိုအတွင်းကနေပြောင်းလဲစေတယ်။ဖျားသခင်ရဲ့ပညတ်တွေကိုလိုက်နာလို့စိတ်နဲ့လိုက်နာနိုင်စွာကိုပေးတယ်။အသက်တက်ကိုပေးတယ်။ဒါကြောင့်ဝိညာဉ်တော်ကအသက်ကိုပေးတတ်တယ်လို့ဆိုတာပေါ့။ဟော။ဒါကြောင့်ပညတ်တရားကိုတည်ခြင်းဤအမှုတော်ဆောင်ခြင်းငယ်ခွန်းပိတန်စီရင်ခြင်းဤအမှုတော်ဆောင်ခြင်းငယ်ကိုလို့ခေါ်ပြီးတော့ဝိညာဉ်တော်ဤအမှုတော်ဆောင်ခြင်းကိုတော့ဝိညာဉ်တော်ဤအမှုတော်ဆောင်ခြင်းငယ်ရှက် ဖြောင်းမချင်းဤအမှုတော်ဆောင်ခြင်းငယ်ကိုလို့ခေါ်ထားတာကိုဒီနိုင်ရှင်ချက်ကတော်တော်လေးထင်ရှားတယ်နော်ဟုတ်ပါတယ်ဒါပေမဲ့ရှင်ပေါလုကပြညတ်တရားကိုလုံးဝတန်ဖိုးမရှိဘူးလို့ပြောနေတာမဟုတ်ဘူးဆိုတာသတိပြုဖို့လိုပါတယ်ခင်ဗျာသူကတေချင်းဤအမှုတော်ဆောင်ခြင်းဖြစ်တဲ့ပြညတ်တရားမှာတောင်ဘုံအတည်ရရှိကြတယ်လို့ဆိုတယ်อืมဥပမာအနေနဲ့မောရှိတောင်ပေါ်ကဆင်းလာတဲ့အခါသူ့မျက်နှာမှာဘုံရောင်တွေထွန်းလင်းခဲ့တာကိုထောက်ပြတယ်ဒါပေမဲ့အဲ့ဒီဘုံအတည်ကရှားကြီးပဲမင်းမင်းကြွားခဲ့တယ် ဟုတ်တယ်ဟုတ်တယ်ရှင်ပေါလုရဲ့အဓိကချက်ကတော့ဖြောင်းမချင်းကိုစောင့်ခြင်းပေးတဲ့ဝိညာဉ်တို့ရဲ့အမှုတော်ဆောင်ခြင်းကတော့အတိုင်းထက်အလွန်တားရွေ့ဘုံကြီးရမည်မဟုတ်လောငယ်ကိုဆိုတာပါပဲပိုပြီးမြင့်မြတ်တဲ့ပိုပြီးထာဝရတည်တံ့တယ်ဆိုတဲ့အချက်ကို အခိုင်အမာတင်ကြားနေတာပါဟုတ်ကဲ့ငယ်စစ်တမအဲ့ဒီအချက်ကိုပိုပြီးရှင်းအောင်လုပ်ထားလေးရနော်အချောင်းမူကပြောင်းကွဲတတ်သောအရာသည်ဘုံအတေရင်နဲ့ပြည့်စုံရှင် တီမြဲသောအရာသည်တာ၍ကြီးသောဘုံအတိရေနှင့်ပြည့်စုံလင်းမည်ဆိုတော့ပြည့်ညက်တရားရဲ့ဘုံကယာယီဖြစ်ပြီးမိမ့်မိန်သွားပေမဲ့ဝိညာဉ်တော်အာဖင်ရတဲ့ဘုံအတီကတော့သာရတီမြဲတယ်ဒါကတကယ့်ကိုအဓိကကွာခြားချက်ကြီးပဲအတီရကြပါပဲပြည့်ညက်တရားကလူအဖြစ်ကိုဖောထုတ်ပြသဖို့အလွန်အရေးကြီးတဲ့ကနကနကဏီပါဝင်ခဲ့တယ်မှန်တယ်ဒါပေမဲ့သူကပြဿနာကိုပဲပြနိုင်တယ်အဖြစ်နဲ့ပေးနိုင်ဘူးဝိညာဉ်တော်ရဲ့လောက်ဆောင်မှုကတော့ အသွင်းစိတ်နှလုံးသားကိုပြောင်းလဲစေတယ်အသက်သစ်ပြေတယ်ဖျားသခင်နဲ့တည့်မြတ်စေတဲ့ဖြောင်းမှချင်းကိုလက်တွေ့ဖြစ်ပေါ်စေတယ်ဒါကြောင့်သူ့ရဲ့ဘုံအသက်ကြီးကအနှိုင်းမဲ့တာလွန်ပြီးအစင်မြဲတည်တံ့ခိုင်မြဲနေတာဖြစ်ပါတယ်ဒီနားလည်းမူကရှင်ပေါ်လူပါကြံဒီလောက်ယုံကြည်ချက်ရှိရှိစကားပြောနေတယ်လေဆိုတာကိုနားလဲစေတာပေါ့ဒီဆော့ပြလိုက်တာပဲ ဒီနားလည်မှုပေါ်မှာအခြေခံပြီးနောက်တစ်ပိုင်းဖြစ်တဲ့ငယ်စနစ်ကနေ18ကိုဆက်သွားကြည့်ရအောင်ဒီပိုင်းမှာရှင်ပေါ်လူကမော်ရှင်နဲ့ပတ်သက်တဲ့ထွတ်မြောက်လျာကျမ်းတွေကဇလန်တပုတ်ကိုပြန်ကိုးကားပြီးပုံပြီးနတ်နဲ့တဲ့ဝိညာဉ်ရဲ့အမှန်တရားတစ်ခုကိုဆက်ရှင်းပြတယ်နော်မော်ရှင်ကသူ့မျက်နာပေါ်ကမှေးဝင်သွားတော့မဲ့ဖုံးရောင်ကိုလူတွေမမြင်စေချင်လို့ပူဝါနဲ့ဖုံးထားခဲ့ရတဲ့အကြောင်းပါဒီပူဝါကဘာကိုဖုံးဆောင်နေတာလဲရှင့်အဲဒီပူဝါလားစိတ်ဝင်စားစရာပုံဆောင်ချက်ပါပဲခင်ဗျာ ဒီနေရာမှာတော့လေဝိညာဉ်ရေးရအမြင်ကို꿰ကားထားတဲ့အရာအမှန်တရားကိုရှင်းရှင်းလင်းလင်းမမြင်နိုင်အောင်တားဆီးထားတဲ့အရာကိုပုံဆောင်ပါပဲရှင်ပေါလုရဲ့အဆိုအရာမောရှေကသူ့မျက်နာပေါ်ကမိမိန်သွားမဲ့ယာယီဘုံကိုဖုံးကွဲ့ဖို့ပူဝတုံးခဲ့တယ်လို့ပဲအခုချိန်ထိပဋိညင်ဟောင်းချံအထူးသဖြင့်ပညာတရားကိုဖတ်ရှုတဲ့အခါမှာခရစ်တော်ကိုလက်မခံတဲ့သူတွေရဲ့စိတ်နှလုံးအပေါ်မှာ အဲ့ဒီဝိညာဉ်ရေရာပူဝါကရှိနေတုံပဲလို့ငယ်စလေတဲ့ဆံငါမှာဆိုထားတယ်။အော်ဆိုလိုတာကတို့ဟာပညာတရားကိုစာသားအတိုင်းဖတ်ကောင်းဖတ်မယ်လိုင်းနာဘူးကြိုးစားကောင်းကြိုးစားမယ်။ဒါပေမဲ့အဲ့ဒီပညာတရားရဲ့တကယ့်ရည်ရွယ်ချက်သူ့ရဲ့အထွတ်ထိပ်ဖက်တဲ့ခရစ်တော်စီကိုညွန့်ပြနေတယ်ဆိုတဲ့အတွင်းသဘောကိုတို့မမြင်နိုင်ဘူးနားမလည်နိုင်ဘူးပေါ့နော်။ဝိညာဉ်ရေရာအမြင်အာရုံကွဲနေတယ်လို့ဖြစ်နေတာပေါ့။ဟုတ်ပါတယ်။ အဲ့လိုပါပဲသူတို့ဟာဆာလုံးကြီးရဲ့အပြင်ပန်းမှာပဲရက်တနေပြီးအဲ့ဒီဆာလုံးလေးကဘသူကိုယဉ်ညွှန်းနေတယ်လဲဘဲကိုဥတီနေတယ်လဲဆိုတာကိုမမြင်နိုင်ကြဘူးဒါကြောင့်သူတို့အတွက်ပညာတရားဟာလွံ့ညောက်ရလမ်းမဟုတ်ပဲဝင်ထုတ်ဝင်ပိုးလို့ထင်နေတတ်တယ်အဲ့ဒီပိုးဝါကခရစ်တော်၌ဒါဖျက်ချခြင်းခံရနိုင်တယ်လို့ရှင်ပေါ်လူကဆိုလိုတာပါအဲဆိုအဖြေကရှင်းနေပြီပေါ့ ဒီဝိညာဉ်ရေရအမြင်ကို꽌နေတဲ့ပူဝါကိုဘလို့ဖယ်ရှားနိုင်မလဲငယ်16မှာအဖြစ်တိုက်ရိုက်ပေးထားတယ်မဟုတ်လားဟုတ်ကဲ့ငယ်16မှာတော့တော်ထော်သူဤစိတ်နှလုံးသည်တခင်ပြားတံတို့ဖြောင်းလဲသောအခါပူဝါကိုယူသွားဤလို့ရှင်းရှင်းလင်းလင်းဆိုထားပါတယ်အဲဒီကတော့ချာကတခင်ပြားတံတို့ပြောင်းလဲခြင်း turning to the lord ပဲဟွန်းလူတယောက်မှာသခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံပြီးသူထံသောစိတ်နှလုံးအကျွတ်မဲ့ ြောင်းလဲလာတဲ့အခါသူ့ရဲ့ဝိညာဉ်ရေးရာအမြင်ကိုကွဲကွာထားတဲ့အတာစီဖြစ်တဲ့ပူဝါကဖယ်ရှားချက်ခံရတယ်။အဲ့ဒီခါကျမှပြဉ္ညက်တရားအပါဝင်စံစာရဲ့အတိတ်ပဲအမှန်ကိုဝိညာဉ်တော်ရဲ့အလင်းပေးမှုနဲ့နားလည်လာပြီးအမှန်တရားကိုမြင်နိုင်စွမ်းရှိလာတယ်လို့ဆိုလိုတာပါ။ ပူဝကွာကျသွားတဲ့ခါခါဖြစ်လာတယ်ငယ်စခွန်ကအလွန်အစွမ်းထက်တဲ့ကြီးညာကျတဲ့ကိုပေးထားတယ်နော်သခင်ဖရာတိကဝိညာဉ်တော်ဖြစ်တော်မူ၏သခင်ဖရာဤဝိညာဉ်တော်ရှိရာအရ၌လွတ်လပ်ခြင်းရှိ၏ဒီလွတ်လပ်ခြင်း liberty freedom ဆိုတာဘယ်လိုလွတ်လပ်ခြင်းမျိုးကိုဆိုလိုတာလဲဒါကစီကမ်းမဲ့လွတ်လပ်ခွင့်ကိုပြောတာလားရှင် ဒါကအလွန်အရေးကြီးတဲ့အချက်ပါခင်ဗျာဒီလွတ်လပ်ခြင်းဟာစီကမ်းမဲ့ကိုလုတ်ချင်တာလောက်ခွင့်ကိုလုံးဝမဆိုလိုပါဘူးဒါဟာဝိညာဉ်တော်အဖင်ရရှိတဲ့အဖြူသဘောဆောင်တဲ့လွတ်မြောက်ခြင်းဖြစ်တဲ့အတိကအဖင်၃မျိုးခွဲခြားကြည့်နိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့အင်းပညာတရားရဲ့ခြင်အောင်မှုပစ်တင်ဝေဖန်မှုတွေနဲ့လွတ်မြောက်ခြင်းဆိုလိုတာကကိုယ်ခွန်အားနဲ့ပညာကိုလိုက်နာပြည့်မြအောင်စူးစမ်းရတဲ့ဝန်ထုတ်ဝန်ဖိုးနဲ့လွတ်မြောက်ခြင်းပေါ့ အပိရဲ့ကျွန်းဘွားအပိရဲ့စိုးမိုးချုပ်ချယ်မှုကနေလွတ်မြောက်ခြင်းဝိညာဉ်တော်ကအပိကိုအောင်းနိုင်တဲ့တန်ဖိုးနဲ့အတ္တသစ်ကိုပေးတယ်။တုံးတေခြင်းနဲ့ပိတံစီရင်ခြင်းကိုကြောက်ရွံ့ခြင်းကနေလွတ်မြောက်ခြင်းဖျားသခင်ကိုကြောက်ရွံ့ရမယ်တရားသူကြီးဖြစ်မဟုတ်ပေချစ်ချင်းမေတ္တာနဲ့ချင်းကနိုင်တဲ့အဖဖျားသခင်ဖြစ်တည်ကျွမ်းခွင့်ရခြင်းပေါ့ဒါဟာတကယ်စစ်မှန်တဲ့ဝိညာဉ်ရလွတ်လပ်ခြင်းပါ ဟုတ်ပါတယ် ငယ်ဆက်ရှိကအလွန်အံ့ဩဝယ်ကောင်းတဲ့ဂရိတော်နဲ့ပြောင်းလဲခြင်းလုံငန်းစဉ်ကိုဖော်ပြထားတယ်။ငါတို့ရှိသမျှသည်ပူဝါမပါသောမျက်နာဖြင့်ထခင်ဖျားဤဘုံတော်ကိုမတ်နိုင်ကြည့်တကဲ့သို့မြင်လျင်ထိုဘုံတော်ပုံတရံတို့ပင်ဝိညာဉ်တော်အားဖြင့်ဘုံအတည်းတဆင့်ထတ်တဆင့်ဒိုးကွာလျက်ပြောင်းလဲခြင်းတို့ရောက်ကြ၏လို့ဆိုထားတယ်။ ဒီမှာအချက်ပေါင်းများစွာပါဝင်နေတယ်ပရမဆုံးယုံကြည်သူတွေဟာပိုးဝကွာကြသွားပြီဖြစ်လို့တခင်မ ्याय ီဘုံတော်ကိုဟိုအပြည့်ဝမဟုတ်သေးရင်တော့မှန်တဲမှာမြင်ရသလိုပေါ့တိုက်ရိုက်မြင်တွေ့စင်ကျင်းခွင့်ရလာတယ်အဲ့လိုဘုံတော်ကိုမြင်တွေ့စင်ကျင်းခွင့်ရအကျိုးဆက်ကဘာလဲရှင်အဲအဲ့ဒီလိုတခင်မ ्याय ီဘုံတော်ကိုဆက်လက်မြင်တွေ့စင်ကျင်နေရင်လည်းဆိုလိုတာကကျန်းစာဖတ်ခြင်းစူတောင်းခြင်းအထူးတကားဝုဒ်ပြီးကိုယ်ဝဲခြင်းစသည်ဖြင့်ပေါ့လေ အဲ့လိုလုံနေရင်းနဲ့တန်ရှင်းသောဝိညာဉ်တော်ကကျွန်တော်တို့ကိုဖြည်းဖြည်းနဲ့အဲ့ဒီဘုံတော်ရဲ့ပုံတရံတိုင်းခရစ်တော်ရဲ့ပုံတရံတိုင်းပုံသွင်းပြောင်းလဲပေးနေတယ်ဆိုတာပဲဒီနေရာမှာသုံးသားတဲ့စကားလုံးကပြောင်းလဲခြင်းတို့ရောက်ကြဤ are being transformed ဆိုတော့တာဟာတခါတည်းနဲ့ပြီးသွားတယ်ကိစ္စမဟုတ်ဘူးဟုတ်ကဲ့ဘဝတစ်ချောင်းလုံးဆက်လက်ဖြစ်ပေါ်နေတဲ့လုံငန်းစဉ် ongoing process ဖြစ်တယ်ခင်ဗျာ ဘုံကတရေတစင်းတဲ့တစင်းတိုးသွားလျက်ဆိုတဲ့အတောင်းလုံးကလည်းဒီတပြည့်တည်းတိုးတက်ပြောင်းလဲမှုကိုပေါ်ပေါ်လွန်ဆဲတယ်နော်။ဒါကချက်ချင်းချင်းပြပြဆောင်သွားတာမျိုးမဟုတ်ပဲအတ္တရဲ့အဆုံးထိဝိညာဉ်တို့ကဆက်လက်လှုပ်ဆောင်နေမယ့်အရာပေါ့။မှန်ပေခမ ya ။ဒါအာယုံကြည်သူတိုင်းရဲ့အတွက်ကြီးမားတဲ့မျှော်လင့်ချက်နဲ့အားပေးမှုဖြစ်ပါတယ်။ကျွန်တော်ရဲ့ကိုယ်ပိုင်စူးစမ်းမှုကြောင့်မဟုတ်ပဲ။ သခင်ဖျားရဲ့ဖုံးတော်ကိုအာယုံဆိုင်စင်ကျင်ခြင်းအပြင်ဝိညာဉ်တော်ကိုယ်တိုင်ကကျွန်တော်တို့ကိုအသွင်းကနေပြုပြင်ပြောင်းလဲပေးနေတယ်ဆိုတဲ့ကိရတော်ပါ။ကောင်းပါပြီ။ဒီနေ့ဆွေးနွေးခဲ့တဲ့ According to Owara စာဒုတိယဆောင်အခန်းကြီး3ကနေ The Wise Believers မှာပြုစုထားတဲ့အချက်အလက်တွေရပါလေလက်တွေ့ကြတဲ့သင်ခန်းစာတွေစင်ကျင်စရာတွေကိုပြန်ပြီးစူးစီးကြည့်အောင်။ပထမဆုံးအနေနဲ့ခုနအစမှာပြောခဲ့တဲ့အသက်တာရဲ့တည်တည်ခံမှုအသက်ရှင်သောစာဖြစ်ခြင်းဆိုတဲ့အချက်ကိုပြန်ကောက်ချင်ပါတယ်။ဟုတ်ကဲ့ဟုတ်ကဲ့ ဒါတကယ်လက်တွေ့ကြတဲ့အချက်ပါခင်ဗျာ။ခရစ်စတီယန်ယောက်ရဲ့ယုံကြည်ခြင်းအစင်မှန်ကိုအကောင်းဆုံးတတ်တည်ပြနေတာဟာစကလုံးတွေဘွဲလက်မှတ်တွေမဟုတ်ပဲသူ့ရဲ့ပြန်လဲလာတဲ့အတ္တဒါတိုးတက်လာတဲ့စိတ်နေသဘောသားနဲ့အကျင့်စာရိတာတွေပဲဖြစ်တယ်။ဟုတ်တယ်ဒါတကယ်ပဲကိုကိုကို ပြန်မင်းကြည့်ဖို့လိုအပ်တယ်။ငါအတ္တဒါကတခြားသူတွေဖတ်ရှုနိုင်တဲ့ခရစ်တိုရဲ့ကောင်းမြတ်ခြင်းကိုသင်ဟပြတဲ့စာတစံဖြစ်နေရလားဆိုတာပေါ့။ဒါဟာ ်ဝိညာဉ်တော်ကကျွန်တော်တို့ရဲ့နှလုံးသားမှာရေးသားနေတဲ့စာဖြစ်တင်ပါတယ်ဟုတ်ကဲ့ဒုတိယဆင်ခြင်စရာကတော့ခုနကအဓိကဆွေးနွေးခဲ့တဲ့စာလုံးနဲ့ဝိညာဉ်တော်ရဲ့ကြွားချချက်ပဲနော်ဘာသာရေးစီမင်းစီကန်ဒီထုံတန်းစင်လာတွေကိုလိုက်နာဖို့စူးစမ်းနေုံတက်တက်နဲ့ဝိညာဉ်တော်ရဲ့ဦးဆောင်မှုနောက်ကိုလိုက်လျှောက်ချင်းကြကခြားနာချက်ကိုတရိပ်ပြုဖို့လော်တယ်ဆိုတဲ့အချက်ပေါ့မတည့်ရကြပါပဲခင်ဗျာပြီးညက်တရားဆိုတဲ့စာလုံးကအရေးကြီးပါတယ်ဘုရားသခင်စာနှုန်းကိုပြတယ် ဒါပေမဲ့သူ့အချီတတ်သတ်အားကိုလို့မရဘူးသူက အဖြစ်ကိုပဲဖော်ပြပြီး အဖြစ်တရားရဲ့အဖြေကိုမပေးနိုင်ဘူးဝိညာဉ်တော်ကတားလျင်အသက်တစ်ကိုပေးနိုင်တယ်ဖြောက်မှချင်းကိုပေးနိုင်တယ်ဘုရားသခင်ရဲ့အလိုတော်အတိုင်းအသက်ရှင်နိုင်ဖို့တန်ကိုပေးနိုင်တယ်မှန်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ဝိညာဉ်ကြီးကအသက်တာမှာကိုယ်ပိုင်ကြိုးစားမှုတွေဘာသာရေးလောက်ဆောင်မှုတွေကိုပဲအားကိုမနေပဲဝိညာဉ်တော်ရဲ့တန်ကိုနဲ့လမ်းပြမှုကိုအလေးထားမှုသူ့အတန်ကိုနားထောင်ဖို့သူ့ကိုမိခေါ်ဖို့ဒီကျမ်းပိုင်ကအလေးနဲ့တိုက်တွန်းနေပါတယ် နောက်ဆုံးအချက်အနေနဲ့ကတော့ခရစ်တော်နိုင်ရရှိတဲ့လွတ်လပ်ခြင်းနဲ့အဲ့ဒီလွတ်လပ်ခြင်းကနေဆက်လက်ပြီးဖြစ်ပေါ်လာတဲ့ပြောင်းလဲခြင်းရဲ့အကြောင်းပဲဖြစ်မိထင်တယ်နော်။မှန်ပါတယ်ခင်ဗျ။တခင်ဗျားရဲ့ဝိညာဉ်တော်ရှိတဲ့နေရာမှာစိတ်မှန်တဲ့ဝိညာဉ်ကြီးကလွတ်လပ်ခြင်းရှိတယ်ဆိုတာကိုကျွန်တော်တို့တကယ်တန်ဖိုးထားနားလည်ဖို့လိုတယ်။ဒါကအပြစ်လွတ်ခွင့်လွတ်လပ်ခြင်းမဟုတ်ဘူးနော်။အပြစ်ရဲ့ချီနှောင်မှုပြည့်ညက်ရဲ့ပြည့်တန်ဝေဖန်မှုတေခြင်းရဲ့ကြောက်ရွံ့မှုတွေကလည်းလွတ်မြောက်ခြင်းဖြစ်တယ်။ဟုတ်ကဲ့။ဒီလွတ်လပ်ခြင်းနဲ့အတူ ကျွန်တော်တို့ဟာတခင်ယေရှုရဲ့ဘုန်းတော်ကိုစင်ကြင်တုံးတက်ရင်ဆိုပါတော့နေ့စဉ်ကျမ်းစာဖတ်စူတောင်းကိုယ်ွယ်ရင်ပေါ့ဝိညာဉ်တော်ရဲ့လှူဆောင်မှုအပြင်ကိုတော်ရဲ့ပုံသဏ္ဍာန်နဲ့တူလောင်တဖြည်းဖြည်းပုံသွင်းခြင်းခံနေရတယ်ဒီဘုန်းတော်မှာဘုန်းတော်သူဖြောင်းလဲခြင်းဟာကျွန်တော်တို့အတ္တတားရဲ့ရည်မှန်းချက်ပန်းတိုင်လို့ဖြစ်သင့်ပါတယ်ခင်ဗျာဒီနေ့ Corinth to Ovaras ဒုတိယဆောင်အခန်းကြီး၃ကအချက်လက်တွေကိုအတူတကွအသေးစိတ်ဆွေးနွေးခဲ့ကြတာ တကယ်ပဲအတွေးအင်များစွာရရှိစေပါရဲ့ရှင်။ပဋိညင်ဟောင်းနဲ့ပဋိညင်တစ်စာလုံးနဲ့ဝိညာဉ်တော်မိုးရှိရဲ့ပူဝါနဲ့ဝိညာဉ်တော်ရဲ့လွတ်လပ်ခြင်း၊ယာယီဘုံနဲ့ထာဝရဘုံစတဲ့အလွန်အရေးကြီးတဲ့အချက်တွေကိုရှင်းရှင်းလင်းလင်းထပ်ပြီးနားလည်ခွင့်ရခဲ့ပါရဲ့ရှင်။ဟုတ်ပါ။ဒီဆွေးနွေးမှုကိုအဆုံးသတ်တဲ့အခါမှာနားထောင်နေသူတွေအတွက်စဉ်းစားစရာအချက်လေးတခုခြံထားခဲ့ခြင်းပါတယ်ခင်ဗျာ။အခန်းငယ်၁၆မှာပါတဲ့ ထခင်ပြာဤဘုံတော်ကိုမြင်လျင်ထိုဘုံတော်ပုံသက်ထန်တို့ပင်ဝိညာဉ်တော်အပြင်ဘုံတော်မှာဘုံတော်တို့တိုးရိပ်တိုးရိပ်ပြောင်းလဲရောက်ရှိသွားသည်ဆိုတဲ့အချက်ကိုပဲပြန်အာယုံစိတ်ကြည့်အောင်ဟုတ်ကဲ့လက်တွေ့ကိုရဲ့နေစဉ်အသက်တာကိုပြန်ဆန်းစစ်ကြည့်တဲ့အခါဘယ်အပိုင်းတွေမှာဘယ်စိတ်နှစ်သဘောထားတွေမှာဒီဘုံတော်မှာဘုံတော်တို့ပြောင်းလဲခြင်းဆိုတဲ့ဝိညာဉ်တော်ရဲ့လှုပ်ဆောင်မှုကိုကျွန်တော်တို့အလိုအဆုံဖြစ်နေမြဲတကယ်ပြားရဲ့ဘုံတော်ကိုပိုပြီးထင်ရှားစွာထင်ရှားပြနိုင်ဖို့ ိုရိုပုံနိုင်နဲ့ပို့ပြီးတူညီလာဖို့ကိုအသက်တာရဲ့ဘိန်းနေရာဒီမှာဝိညာဉ်တော်ရဲ့ဖြစ်ပင်ဖြောင်းလဲမှုကိုပို့ပြီးလက်ခံဖို့ပူပေါင်းပါဝင်ဖို့လိုအပ်နေတယ်လဲဆိုတော့ကိုဆက်လက်ပြီးအေးအေးဆေးဆေးစဉ်ကျင်သုံးသက်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်တကယ်ကိုစဉ်ကျင်စရာကောင်းတဲ့မေကွန်းပါပဲဒီနေ့ဒီเจ้าရာကိုအတတကွာစူးစမ်းလေ့လာခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုနဲ့တူကျမတို့ရဲ့အရင်းမြစ်တွေကိုအတတကွာဆွေးနွေးကြမယ့်အစီအစဉ်မှာပြန်လည်ဆုံတွေ့ကြပါမယ်။